ကိုသမားသူတို့ကိုထပ်မံခေါ်ယူဖြစ်တဲ့နောက်ပြန်နေလေပါဘူး။ဘလွန်ကျက်သူများအတွက်ကျမတို့ရဲ့ဝမ်မီလီယာ channel လေးကပြန်နေကြိုဆိုလိုက်ပါရစေ။လေပါဘူးတင်းဟာ President တင်းကနေကိုသမား Freddy Woodman ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူလိုက်ပြီပဲဖြစ်ပါရစေ။ဒါကနီးပြအာနက်စနိုရဲ့အသင်းကိုပုံစံသစ်ပြန်လည်ဖော်ဆောင်မှုတွေကတခုဖြစ်ပါရစေ။အသက်28နှစ်ရွယ်ဝုဒ်မန်ကပြီးခဲ့တဲ့ရာသီကလီချမ်ပီယံရှစ်ကလပ်ပရက်စတန်အတွက်22ပွဲကစားခဲ့ပါတယ် သူ့ရဲ့ president နဲ့စာချုပ်ကဒီလကုံမှာကုံဆုံးမှာဖြစ်တာကြောင့်လီဗာပူးကသူ့ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူကလာမယ့်လမှာလီဗာပူးနဲ့တူယာစီကြိုလေးချိန်ခံနေစတင်မှာတော့မယ်။ ဟူမန်ရဲ့အခန်းကဏ္ဍကတော့နီးပြစလော့ရဲ့တဲမှာတတိယကိုသမားဖြစ်ပါဝင်လာမှာဖြစ်ပြီးလက်ရှိကိုသမားအယ်လီဆန်နဲ့ဂျော်ဂျီယာလိပ်ဝေးစင်နံပါတ်၁ကိုသမားမာမာဒက်ဖီလီယိုရဲ့နောက်မှာပွဲထွက်ခွင့်ရဖို့စောင့်ဆိုင်ရမှာပါအသက်24နှစ်အရွယ်မာမာဒက်ဖီလီကတော့ပြီးခဲ့တဲ့နှစ်ရာသီကတည်းကလီဗာပူးကိုပြောင်းဖို့သဘောတူထားပေမဲ့2024-25ရာသီအတွက်ဖလင်စီယာမှာပဲဆက်ပြီးတော့ကစားခင်တာပါ။အရာကိုသမားခက်လာဟာကတော့ဘရန်ဖို့ကိုပေါင်18တန်းနဲ့ထောက်ခံသွားခဲ့ပြီဖြစ်ပါတယ်။ ဟူမန်က2019ခုနှစ်မှာအင်္ဂလန်ယူဆမ်တီအသင်းနဲ့တူကမ္ဘာဖလားကိုဆုကုခဲ့ပြီးညူကောက်ဆန်ဆွမ်စီနဲ့ခီမာနော့တို့လိုအသင်းတွေမှလည်းကစားခဲ့မှုပါတယ်။သူဟာအင်္ဂလန်နီးပြဟောင်းဂါရန်ဆာကိတ်နဲ့လည်းရှင်းနေတဲ့သူဖြစ်ပါတယ်။ဒီနေ့ရသည့်ပြောင်းရွှေ့ဈေးကွက်မှာလီဗာပူးအသင်းကကစားသမားတဲ့ခေါ်ယူမှုတွေကိုလေးလေးမြန်မြန်နဲ့လှုပ်ဆောင်နေပြီးတော့လက်ရှိချိန်ထိလီဗာကူဆန်ကကစားသမားကောင်းနေဖြစ်တဲ့ဂွန်းလက်တိုက်စင်နဲ့တောင်ပံကစားသမားဖလော်ရီယန်ဝါ့စ်ညာနောက်ခံလူဖရင်ပေါင်တို့ပြင်ဖုံမောက်ကဘဲနောက်ခံလူမီလိုကာကတ်စတိုကိုခေါ်ယူ ထားပါတယ်။ဒီလိုကစားသမားခေါ်ယူမှုတွေအားရစရာကောင်းလာအောင်လှုံ့ဆော်ထားတဲ့လီဗာပူးကကစားသမားအထွတ်အထွတ်ကိုလည်းဦးဆောင်နေပြီးလက်ရှိမှာတော့ကလပ်စံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူထားတဲ့ဥရုဂွေတိုက်စစ်မှုဒါဝင်နူးနက်စ်ကိုနာပိုလီအသင်းစီရောင်းချဖို့ဆွေးနွေးနေရှိနေပါတယ်။